အသက်40ကျော်50နာနီးလာတဲ့အချိန်မှာရာသီလာတာတွေကကမောက်ကမဖြစ်လာတယ်အရင်တုန်းကရာသီလာခဲ့ရရင်လည်းမတူဘဲဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာတော့ဒီအကြောင်းအရာလေးကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ဒါကအမျိုးသမီးတိုင်းသိထားတဲ့အရေးကြီးတဲ့အချိန်ကာလလို့ထင်ပါတယ်အာဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အမျိုးသမီးတွေမှာပေါ့နော်ဟိုတဘာဝအရာပြောင်းလဲမှုအဆင့်တွေအများကြီးရှိတယ်ဒီဟာကလည်း အာတဘာဝရဲ့ဘဝအဆင့်တစ်ခုဖြစ်ပေမဲ့စိတ်ပူစရာတခြားသောလက္ခဏာတွေပါပေါ်လာရင်တခြားကျန်းမာရေးပြဿနာတွေမရှိဖို့တေချာဖို့အတွက်ဆရာဝန်နဲ့တွားရောက်ပြသဖို့အရေးကြီးတဲ့ဟာကြီးလည်းရှိနေနိုင်ပါတယ်။ရိုးရိုးသွေးဆုံးကန်ပြီးဟော်မုန်းပြောင်းလဲကာလလည်းဖြစ်နိုင်ပါတယ်။အဲ့တော့ဒီဗီဒီယိုမှာကဗာရီရှင်းပြသွားမလဲဆိုတဲ့အခါကျတော့သွေးဆုံးနေဆိုတာပါလေသွေးဆုံးကန်ပြီးကာလမှာဗာရီဖြစ်လဲအဲ့ဒီသွေးဆုံးကန်ပြီးကာလမှာဘလို့ဟော်မုန်းအပြောင်းလဲတွေဖြစ်လဲ အာပြီးတဲ့အချိန်မှာအဲ့ဒီအပြောင်းလဲတွေကြောင့်လူခန္ဓာကိုယ်ပေါ်မှာပေါ့နော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဘလိုတွေတက်ရောက်မှုရှိလဲပေါ့နော်နောက်တစ်ခုကကြတော့ပုံမှန်မဟုတ်ပဲတအိမ်ကနေပြီးတော့သွေးဆင်းတာ abnormal uterine bleeding ဆိုတာပါလေအဲ့ဒါမျိုးဆိုရင် body စမ်းသပ်စစ်ဆေးဖို့လို့လေသူ့မှာသိရမယ်ပေါ့နော် ဟိုအရေးကြီးတဲ့လက္ခဏာတွေကဘာလဲဒီလက္ခဏာတွေပေါ်လာပြီးဆိုရင်တော့ဆရာဝန်နဲ့ပြအောင်ပြသရမယ်ဆိုတဲ့ဟာတွေကဘာတွေလဲပြီးရဲ့ချိန်ကျတော့တအိမ်အတွင်းသားကန်ဆာအန်ဒိုမီထရီယယ်ကန်ဆာဆိုတာဘာလဲအဲ့ဒီဟာကို ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကတော့ဘာတွေလဲဆိုတာကိုဒီဗီဒီယိုမှာပြည့်ပြည့်စုံစုံရှင်းပြသွားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျမကတော့ဩစတြေးလျနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ဆရာဝန်တယောက်ဖြစ်ပါတယ် ဒီဗီဒီယိုလေးကိုမဆက်ခင်အရင်ဆုံးတော့သွေးဆုံးတဲ့မီနိုပေါ့ဆိုတာပါလေသွေးဆုံးခံဒီကာလာပယ်ရီမီနိုပေါ့ဆိုတာပါလေအဲ့တော့သွေးဆုံးတဲ့မီနိုပေါ့ဆိုတာကတိတိကျကျသတ်မှတ်ရမယ်ဆိုရင်နောက်ဆုံးရသည့်သွေးဆင်းတဲ့အချိန်ကိုပြောတာပါဒါကအမျိုးသမီးတစ်ဦးရဲ့မျိုးပွားနိုင်စွမ်းကာလရဲ့အဆုံးသက်ကိုသတ်မှတ်လိုက်တာပါပဲဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့တာဝူအိမ်ကတာဝူတွေကုန်သွားပြီဖြစ်လို့ပါ ဒီချိန်မှာတောက်အိမ်တွေကဆဲတွေကဟော်မုန်းတွေကိုပို့ပြီးနေပါလာအောင် ထုတ်လုပ်လာတဲ့အတွက်နောက်ဆုံးမှာရာသီသွေးဆင်းတာလုံးဝရပ်တန့်သွားပါတယ်။ပြန်မြန်အဖြစ်သွေးဆုံးတဲ့အရွယ်ကအသက်52နှစ်နဲ့သတ်မှတ်ပြီးတော့အသက်55နှစ်ကနေ55နှစ်ကြားမှာဖြစ်ပွားနိုင်ပါတယ်။သွေးဆုံးကံဒီကလာပယ်ရီမီနိုပေါ့စ်ကတော့ပြန်မြန်အဖြစ်တစ်နှစ်ကနေ၄နှစ်အထိကြာမြင့်နိုင်ပါတယ်။ ဒါကသွေးဆုံးခြင်းမတိုင်မီနဲ့သွေးဆုံးပြီးစအချိန်ကာလကို ပြောတာပါဒါပေမဲ့ဒီဟာကလည်းလူတအူးနဲ့တအူးအရန်ကွာခြားနိုင်ပါတယ်သွေးဆုံးခံဒီကာလမှာဘလို့ဟော်မုန်းအပြောင်းလဲတွေဖြစ်လဲအဲ့တော့အမျိုးသမီးတအူးယာတီဆက်ဝင်လဲပတ်နေတဲ့အချိန်မှာအစ်စထရိုဂျင်နဲ့ပရိုဂျက်စတရောင်းလို့ခေါ်တဲ့အဓိကဟော်မုန်းနှစ်မျိုးကိုထုတ်လုပ်ပါတယ်ဒီဟော်မုန်းတွေကတအူးတွေကိုဝန်းရံထားတဲ့ဆဲရီကနေပြီးတော့ထွက်လာတာပါ အစ်စရိုဂျင်ကတအိမ်အတွင်းသားကြီးထွားဖို့အတွက်လိုအပ်ပါတယ်။ progesterone ကတော့တောင်းကျွေတဲ့အခါမှာထုတ်လုပ်တဲ့ဟော်မုန်းမှာဒီဟော်မုန်း progesterone ကကိုယ်ဝန်ဆောင်ဖို့အတွက်လိုအပ်တယ်လို့တအိမ်အတွင်းသားရဲ့ကြီးထွားမှုကို ထိန်းချုပ်ဖို့အတွက်လည်းအရေးကြီးပါတယ်။ အီစထရိုဂျင်အရန်များသွားရင်ရာသီသွေးဆင်းတာများလာတယ်။ပရိုဂျက်စထရောအရန်နှဲသွားရင်တအိမ်အတွင်းသားကိုထိန်းချုပ်မှုမရှိတော့ပဲပဲပိုထူလာတယ်။ဒါဆိုရင်တော့ရာသီသွေးဆင်းတာပိုပြီးတော့များလာနိုင်တာပေါ့နော်။ဒါလေးကိုသိပ်ကောင်းတဲ့ဥပမာလေးနဲ့ပြပါမယ်။အစ်စထရိုဂျင်ဟော်မုန်းကိုမျက်ခင်းအတွက်အသုံးပြုတဲ့ဓာတ်မြေဩဇာလို့စဉ်းစားကြည့်ပါ။တိုင်အတွင်းသားအန်ဒိုမီထရီယံကိုတော့မျက်ခင်းလို့စဉ်းစားကြည့်ပါ။ ဲ့တော့ estrogen ဓာတ်ကဓာမီဩဇာဓာတ်ကတိမ်အတွင်းသား endometrium မျက်ခင်းကိုထူလာစေတယ်။တစ်ဖက်မှာတော့ progesterone hormone ကိုမျက်ရိပ်ဆက်လို့စဉ်းစားကြည့်ပါ။အဲ့ဒီမျက်ရိပ်ဆက်ကတိမ်အတွင်းသားမျက်ခင်းကိုလာစေရိပ်ဖြတ်ပေးတယ်။ဒါကြောင့်မလို့ ွေးဆုံးကံနဲ့အခုပြောင်းကာလဖေဗရီမီနိုပေါ်ဆက် transition မှာယာတီသွေးဆင်းတာတွေဘာကြောင့်ပိုများလာပြီးတော့ပြဿနာဖြစ်လာရလဲဆိုတာဒီဥပမာနဲ့ရှင်းပြနိုင်ပါတယ်။အဲ့ဒီအချိန်မှာ estrogen အရန်ညာပြနေတဲ့အချိန်ဖြစ်နေလို့ပါ။အချိန်ကြာလာတာနဲ့တော့ estrogen ပမာဏကလည်းလျော့နေလာတယ်။ဒါကြောင့်တရင်အတွင်းသားကပိုပြီးတော့ပါလွှာလာတယ်။တောက်ကြွေခြင်းကလည်းအချိန်ကြီးနေပါလာတယ်။ အထူးသဖြင့်ယာတိသွေးလုံးဝရပ်တန့်သွားတဲ့နောက်ဆုံးယာတိဆင်းတဲ့မတိုင်မီနောက်ဆုံးနှစ်တွေမှာယာတိသွေးဆင်းတာပိုနေလာမယ်ဆင်းတဲ့အချိန်ကြီးလည်းကျဲသွားမယ်နောက်ဆုံးမှရပ်တန့်သွားတယ်အဲ့ဒီကာလကအီဆိုဂျင်ချို့တဲ့ကာလဖြစ်သွားပြီဟော်မုန်းပမာဏအပြောင်းလဲတွေက အမျိုးသမီးတွေမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ လက္ခဏာမျိုးမျိုးကိုဖြစ်ပေါ်စေပါတယ်ငယ်ရွယ်စဉ်ယာတိသွေးလာစဉ်ကာလလိုပဲအမျိုးသမီးတွေကလည်း ွေးဆုံးကန်ဒီအကူပြောင်းကာလပယ်ရီမီနိုဘော့စ်ကိုမတူညီတဲ့ပုံစံမျိုးစုံနဲ့ဖြတ်တန်းရလေးရှိပါတယ်။ဒီလိုပယ်ရီမီနိုဘော့စ်ကာလမှာလက္ခဏာတွေရှိတာတာတော့အများဖြင့်ပုံမှန်ပါပဲ။ဒါပေမဲ့အမျိုးသမီးတွေကဒီပြောမဲ့လက္ခဏာတွေတွေကအကုန်လုံးကိုပေါင်းပြီးတော့ခံစားရလဲဖြစ်နိုင်တယ်လို့နည်းနည်းပဲခံစားရလဲဖြစ်နိုင်တယ်လို့ပေါ့နော်။ခံစားရတဲ့အတိုင်းအတာပမာဏကလည်းကွာခြားနိုင်ပါတယ်။ဒါကြောင့်တယောက်နဲ့တယောက် သွေးဆုံးနဲ့လက္ခဏာတွေကမတူညီနိုင်ပါဘူး progesterone နဲ့ယင်ဘာလက္ခဏာတွေဖြစ်လဲဆိုတဲ့အခါကျတော့သူကအဓိကအားဖြင့်တော့သွေးဆင်းတာကိုကမောက်ကမဖြစ်စေရပေါ့နော်သွေးဆင်းတာတွေကတူလာတယ်အာသွေးဆင်းတာတွေကပမာဏတွေများလာတယ်နောက်တစ်ခုကရာသီမလာခင်လေးမှာနည်းနည်းလေး spotting ဖြစ်တယ်ပေါ့နော်အဲ့ progesterone နေတဲ့အချိန်မှာအာ PMS လက္ခဏာတွေရတယ် များတတ်တယ်ပေါ့နော်အဲ့တော့မူဒီဖြစ်လာတယ်အာပြီးရဲ့အခါမှာဟို hot flashes တွေဖြစ်လာတယ်ပေါ့နော်ဒါဘာသာပြန်လာလေးရောနည်းလွဲနေတယ်ထင်တယ်အာပြီးတဲ့အခါကျတော့စိတ်တကြရတွေဖြစ်တယ်အာယုံဆူဆိုင်မှုတွေအားနေတယ်စိတ်တူလွယ်တယ်စိုးရိမ်ပူပန်တာတွေများလာတယ်နောက်တစ်ခုကအာရာသီလာတဲ့အချိန်မှာ competition ကြိုက်တာပေါ့နော်ဒါကပြေပူရအဖြစ်ခြုံငုံပြောတာပါ estrogen များတဲ့အခါမှာရောဘာဖြစ်နိုင်လဲဆိုတဲ့အခါကျတော့သူလည်းရာသီလာတဲ့ဟာကိုကမောက်ကမာတွေဖြစ်စေရပုံပဲပြီးရဲ့အခါမှာရင်သားတင်းတာတွေနာတာတွေဖြစ်တတ်တယ်အာ bloating ဖြစ်နေရပေါ့နော်ဘိုက်ပူနေသလိုလေးပွားနေသလိုအဲ့လိုမျိုးကြီးခံစားရတယ်ခေါင်းကိုက်တယ်ကိုယ်လေးစိမ့်နေတက်လာတယ်ပြီးရဲ့အချိန်ကျတော့မိမကိုကနေပြီးတော့အေးဆင်းတာမျိုးတွေဖြစ်တတ်တယ် အစ်စထရိုဂျင်နည်းတဲ့ခါကျရင်ရောမာရီဖြစ်လဲဆိုတဲ့ခါကျတော့ hot flush တွေအာပြည့်ခါမှာညဘက်တွေမှာချွေးထွက်တာမျိုးတွေအပူဒဏ်မခံနိုင်တာမျိုးတွေဖြစ်တယ်။အဲ့မပြောဘူး။ပမန်းနွဲနေနေတယ်။နောက်တစ်ခုကမိမကိုမှာ၆တွေ့တယ်။နောက်ကခေါင်းကိုက်တာတွေဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့ဒီယောဂလက္ခဏာတွေကိုဟော်မုန်းအနှဲမြောက်မှုမှမူတည်ပြီးတော့ပြောရလဲဆိုတဲ့ခါကျတော့အဲ့ဒါကိုပြောလိုက်တဲ့ခါမှာ ဒီ hormone တွေကိုပြန်ပြီး replacement ကိုဘာလို့လောက်ရလဲဆိုတဲ့ဟာမျိုးလေးပေါ့နော်အာပို့ပြီးတော့တည်သွားမယ်ထင်လို့ပါအမျိုးသမီးအများစုကသွေးဆုံးကန်ဒီကာလာမှာပုံမှန်မဟုတ်တဲ့တအိမ်သွေးဆင်းတာမျိုး abnormal uterine bleeding ကိုခံစားရလေးရှိပါတယ် abnormal ဆိုတာပုံမှန်မဟုတ်ဘူး uterine ဆိုတာတအိမ်ထဲကနေပေါ့နော် bleeding ဆိုတဲ့အခါကျတော့သွေးဆင်းတာပေါ့ အဲ့တော့ပုံမှန်ရာသီသွေးဆင်းတာနဲ့နှိုင်းရှင်တဲ့အခါမှာအချိန်ကြီးအားဖြင့်လေကွာခြားနေရမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကအရင်တော့ပုံမှန်သွေးဆင်းတဲ့အခုပုံမှန်ပဲဖြစ်လာတဲ့ဟာမျိုးတွေနောက်တစ်ခုကကြာချင်းအရင်တော့နှစ်ရက်သုံးရက်လောက်ပဲကြာတယ်အခုဆိုနှစ်ပတ်လောက်ကြာလာတယ်အရင်တော့ကအာဘောနောပတ်ကအာတနေ့မှာ၃ခုလောက်ပဲလဲရတယ်အခုက၅ခု၆ခုလောက်လဲလာရတယ်ဒီလိုမျိုးကွာခြားနေတဲ့သွေးဆင်းတာမျိုးကို abnormal uterine bleeding လို့ခေါ်ပါတယ် ဒီလိုပုံမှန်မဟုတ်တဲ့တအိမ်သွေးစင်းနဲ့ abnormal uterine bleeding ကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေထဲမှာပထမအချက်ကတော့ဟော်မုန်းပြောင်းလဲပေါ့နော်ဒုတိယအချက်ကတော့အများအားဖြင့်ကလည်းကင်ဆာမဟုတ်တဲ့ D9 ခြေနေတွေဖြစ်တတ်ကြပါတယ်အဲ့ဒီမှာပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့တအိမ်မှာရှိတဲ့ပြဿနာတွေပေါ့နော်အဲ့တော့ uterine polyps လို့ခေါ်တဲ့ တအိမ်အတွင်းသားအန်ဒိုမီထရီယံကနေပြီးတော့ထွက်လာတဲ့အသက်ပိုလေးတွေပေါ့နော် uterine fibroid လို့ခေါ်တဲ့ဟာမျိုးလည်းရှိတယ်အဲ့ဒါမျိုးကကြတော့တအိမ်အဲကျွတ်သားမှာပေါ့နော်ဖြစ်ပေါ်လာတတ်တဲ့ကင်ဆာမဟုတ်တဲ့အလုံးကျိတ်တွေပေါ့နော်ပြီးတော့သူကကင်ဆာလည်းအာဖြစ်ခဲတယ်နောက်တစ်ခုက adenomyosis လို့ခေါ်တဲ့တအိမ်အတွင်းသားကနေပြီးတော့တအိမ်ကျွတ်သားတွေကို အော်အဲ့အတွင်းသားတွေကစိတ်ဝင်ပေါက်ရောက်နေတဲ့အခြေအနေမျိုးပေါ့နော်ဒါကတအိမ်နဲ့ပတ်သက်တဲ့ယောဂါတွေတအိမ်နဲ့မပတ်သက်တဲ့ဟာကြီးကြတော့ thyroid ပြဿနာပေါ့နော်အဲ့တော့ thyroid ဆိုတာကဒီလေပင်အရှိမရှိတဲ့ gland လေသူက thyroid hormone ထုတ်ပေးတယ်ဒီ thyroid hormone ကလည်းအာအမျိုးသမီးတွေရဲ့ယာတီသွေးကိုမှဟိုတက်ရောက်မှုရှိတယ်ပေါ့နော် သွေးနဲ့ဆိုင်တဲ့ပြဿနာမျိုးတွေရှိနေတယ်ဆိုရင်လေသွေးစင်ညားတာတွေပါကြီးဖြစ်တတ်တာပေါ့လေဒါပေမဲ့အမျိုးသမီးတယောက်မှာ abnormal uterine bleeding ဖြစ်လာပြီဆိုရင်မဖြစ်စေချင်တဲ့ကာကွယ်သင့်တဲ့မလွတ်သင့်တဲ့ယောဂါတစ်ခုကတော့ endometrial cancer တိုင်အတွင်းသား cancer ဖြစ်ပါတယ် ဒီကင်ဆာကအဖြစ်နေတယ်လို့တော့ပြောကြပါတယ်အမျိုးသမီးတစ်ထောင်မှာတဦးနှုံးနဲ့ဖြစ်ပွားလေရှိပါတယ်ဒါပေမဲ့လည်းဆောဆောစီစီယောဂရှာဖွေဖို့ကအလွန်အရေးကြီးပါတယ်အနိုမီထရီကင်ဆာကသွေးဆုံးပြည့်ရဲ့အချိန်မှာ သွေးဆင်းတဲ့ post menopausal bleeding နဲ့ပိုပြီးတော့လာတတ်ပါတယ်ဘလို့ယောဂရှာဖွေလို့ရလဲဆိုတဲ့အခါကျတော့ အထွတ်ဆောင်ရိုက်ကြည့်လို့ရတယ်။တည်ရင်အတွင်းသားအသားစားအယူပြီးတော့စစ်ဆေးရတဲ့ endometrial biopsy တွေအာလုပ်လို့ရတယ်ပေါ့နော်။အဲ့ဒီကန်ဆာဖြစ်ရင်တွေးစင်တာအရင်များလေးရှိတယ်။အဲ့ဒီကန်ဆာကို risk test စီတဲ့ဟာတွေအကြရောပေါ့နော်။အာအဝလွန်နာစီချိုယောဂဖြစ်တာတောက်အိအရေးအိများစွာတည်ရဲ့ယောဂ polycystic ovarian disease တွေနဲ့ဒါတွေနဲ့ဆက်နွယ်လေးလေးရှိတယ်ပေါ့နော်။ နောက်တစ်ခုကတအိမ်ကောင်းကင်ဆာ survival ကင်ဆာနဲ့တောက်ဦးအိမ်ကင်ဆာ ovarian ကင်ဆာလိုမျိုးတခြားကင်ဆာတွေအားလည်း abnormal uterine bleeding ကိုဖြစ်စေနိုင်ပါတယ်။ဒီကင်ဆာတွေကတော့ယာတိဆုံးဝန်တစ်ခုနဲ့တစ်ခုကြာမှာတွေးစင်းတာမျိုးတွေနောက်တစ်ခုကယာတိမလာခင်မှာ spotting ဖြစ်တာမျိုးတွေနဲ့ဆက်နွယ်နေလေးရှိပါတယ်။အသက်40ကျော်အရွယ်မှာ သွေးဆုံးခံရတဲ့ကုပြောင်းကာလတွေမှာပုံမှန်မဟုတ်ပဲသွေးဆင်းတာကိုအလေးနက်ထားပြီးတော့ကန်ဆာမဖြစ်ကြောင်းသိချာစေဖို့အတွက်ဆရာဝန်တွေပြသပြီးတော့စံသက်စစ်ဆေးမှုတွေလုပ်ဖို့အရေးကြီးပါတယ်။ပုံမှန်မဟုတ်ပဲသွေးဆင်းတာ abnormal uterine bleeding ကိုတောက်ဥကျွေခြင်းရှိမရှိပုံမှာမူတည်ပြီးတော့နှမျိုးခွဲလို့ရတယ်တောက်ဥကျွေပြီးတော့သွေးဆင်းတဲ့ ovulatory နဲ့တောက်ဥမကျွေပဲသွေးဆင်းတဲ့ ovulatory ဆိုပြီးတော့သတ်မှတ်နိုင်တယ်အဲ့တော့ ပြောရင်ပြောရင်လည်းတော်တော်လေးတောင်ရှိကုန်ပြီထင်တယ်။ဒါပေမဲ့ဒါလေးကိုနားလည်သွားရဲဆိုရင်ဘလို့အခြေအနေမျိုးမှာဆိုရင်တော့ဘာနဲ့ဆက်နွယ်မှုရှိလဲဆိုတာကိုပို့ပြီးတော့အာနားလည်မယ်လို့ထင်လို့ဒါလေးကိုပြောပြပါတယ်။အော် ovulatory bleeding တအားရွှေ့ပြီးတော့သွေးစင်းတာအဲ့ဒီအချိန်မှာကတောက်တွေနေပါလာရဲဆိုပေမဲ့တောက်ကျွေနေစေပဲအဲ့တောက်ကျွေနေစေအချိန်မှာဖြစ်တဲ့သွေးစင်းတာမျိုးကို ovulatory bleeding လို့ခေါ်တယ် ဲ့တော့သူ့မှာဆိုရင်ငါကြတော့ယာဒီမလာမီမှာဖြစ်ပေါ်တတ်တဲ့လက္ခဏာတွေနဲ့အပြင်အဲတခါကြီးဆိုင်ရာသီလာတဲ့ခါမှာနာတာမျိုးတွေရာသီမလာခင်မှာအဆက်ပြောက်တွေးဆင်းတာမျိုးတွေအဲ့ဒါမျိုးတွေနဲ့ပို့ပြီးတော့တွဲလေးရှိတယ်ပေါ့နော်တောက်မကြွေပဲနဲ့တွေးဆင်းတာ anovulatory bleeding တွေးဆုံးကံဒီကာလမှာတွေးမဆုံးမီကာလထပ်ပို့ပြီးတော့မကြာခဏတွေးရတတ်ပြီးတော့ ရာသီလာတဲ့အချိန်တွေကြာနေပြီးတော့သွေးဆင်းများတာရင်းနဲ့ဆက်နွယ်နေတတ်ပါတယ်။ဒီလိုတောင်းမကြွေပဲသွေးဆင်းနေဟာကသိအထရင်းသားကင်ဆာအန်ဒိုမီထရီယယ်ကင်ဆာနဲ့တအိမ်တော့မာမောနော်ကင်ဆာတော့မဖြစ်သေးဘူးဒါပေမဲ့အထရင်းသားထူလာတဲ့အန်ဒိုမီထရီယယ်ဟိုက်ပါပလေးဆီယာရင်းနဲ့ပိုပြီးတော့ဆက်နွယ်လေးရှိပါတယ်။ 24နာရီကျော်တဲ့အထိတနာရီချားတစ်ခါပတ်အစ်စ်လဲရလောင်းသွေးစင်းများနေတယ်။နှစ်ပတ်ကျော်တဲ့အထိ သွေးဆက်စင်းနေတယ်။နောက်ဆုံးရသည့်သွေးစင်းပြီး12လအကြာမှာသွေးစင်းနာမျိုးတွေဖြစ်လာပြီးဆိုရင်ဆရာဝန်နဲ့ချက်ချင်းစမ်းသပ်စစ်ဆေးသင့်ပါတယ်။ ဒီအချက်တွေကိုဘာလို့အထူးအလေးထားပြီးတော့ပြောပြလဲဆိုတဲ့အခါကျတော့သယင်တွင်းသားကင်ဆာ endometrial ကင်ဆာကိုကြောက်လို့ပါဒီကင်ဆာဖြစ်နိုင်ခြေကိုတက်ရောက်စေတဲ့အချက်တွေကိုလည်းပြောပြပါဦးမယ်ပထမဆုံးအချက်အနေနဲ့ကအလေးချိန်ပါကိုယ်လေးချိန်အလွန်ကျွံများပြတဲ့ obesity အထူးသဖြင့် BMI 30နဲ့အထက်ရှိရင် endometrial cancer risk ကတက်လာတယ်ပေါ့နော်အဲ့တော့ ကိုလေးချိန်ရှော့ချတဲ့ဟာကဒီကန်ဆာ attracting ကောင်းတာမဟုတ်ဘူးပေါ့လေတခြားဈာမကြီးအချိုးကျစုတွေလည်းရှိပါတယ်အဲ့တော့ကိုလက်လှုပ်ရှားမှုတွေပုံမှန်ပြုလုပ်ပေးရမျိုးတွေပေါ့နော်ဒုတိယအချက်အနေနဲ့ကဟော်မုန်းနဲ့ထိန်းချုပ်မှုတာတာပေါ့နော်မျိုးမကြွေပဲနဲ့သွေးဆင်းတဲ့ ovulatory bleeding ကို progesterone ဒါမှမဟုတ်ရင်ပမာဏနယ်ပါတဲ့ဒေတာစီ low dose oral contraceptive တွေနဲ့ကုသတာကလည်းတိမ်တွင်းသားကင်ဆာဖြစ်ပွားနှုန်းကိုတိတိတတ်တာကာကွယ်ပေးပါတယ်ပုံမမှန်မဲ့သွေးဆင်းတဲ့ဟာမျိုးတွေပေါ့နော် abnormal uterine bleeding တွေဖြစ်တဲ့အခါမှာတော်တော်လေးကိုစိတ်နှောင့်ယှက်ဖြစ်စေနိုင်ပါတယ်။အာဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သွေးဆင်းတွေများလာပြီးရဲ့ ဒါလည်းဖြစ်တယ်နောက်တစ်ခုကဘယ်ချိန်ဆင်းမဲ့မှန်းလဲမခန့်မှန်းနိုင်တာတွေကြောင့်အလုပ်ပြည့်ရက်တွေဖြစ်လာတယ်စီးပွားရေးထိခိုက်လာတယ်လူနေမှုဘဝတွေထိခိုက်လာတယ်ဒါမျိုးတွေဖြစ်နိုင်ပါတယ်ပေါ့နော်အဲ့တော့ဒါကိုဘယ်လိုဂိုင်တွေဖြေရှင်းလို့ရလဲဆိုတဲ့အခါကျတော့အရင်ဆုံးတော့ lifestyle ပေါ့အဲ့တော့ကောင်းမွန်တဲ့အစားအသောက်တွေပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်မယ်ဆစ်လိပ်ဖြံမယ်အဲနောက်တစ်ခုကအာပေါ့နော်စိတ်ဖိစီးမှုတွေကိုထိန်းချုပ်ဖို့စိတ် မှာဖြစ်ပေါ်နေတဲ့ stress တွေဒါတွေကိုရှင်းချဖို့ကြိုးစားကြည့်ပါနံပါတ်1အနေနဲ့ကသွေးဆုံးရှုံးမှု များတဲ့အခါမှာခန္ဓာကိုယ်ကတန်ကြပ်ကိုပြန်လဲထိတင်ဖို့ရုန်းကန်ရတဲ့အခါမှာသွေးရနေရောဂါအနီးမြောက်ကိုဖြစ်ပေါ်စေနိုင်ပါတယ်အဲ့တော့တန်တွက်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ဟင်းနူနွေတွေတခြားအရွက်စိမ်းတွေအသားပေါ့နော်ဒီရဲတော့အသားတွေနောက်တစ်ခုကကြက်ဥဒါမျိုးတွေစားပေးခြင်းအပြင်အဲတန်တက် ကိုပြန်ပြီးတော့ဖြည့်တင်းတဲ့နေရာမှာအထောက်အကူဖြစ်စေနိုင်ပါတယ်။တချို့ပေါ့နော်ဒီလိုမျိုးဟိုဒိုင်ရက်ကနေမရဘူးဆိုရင်တန်ဓာတ်ဖြည့်ဆွဆွေးတွေတောက်ပေးဖို့လိုအပ်နိုင်ပါတယ်။အဲ့တော့တန်ဓာတ်ဖြည့်ဆွကိုတောက်မယ်ဆိုရင်ဗိုက်တာမင်စီပါတဲ့ဆေးပြားကြောင့်မဟုတ်ရင်လိမ္မော်ရည်တစ်ခွက်နဲ့အတူတူဘာမှမစားသေးတဲ့ empty stomach မှာတောက်ပါအဲ့ဒါဆိုရင်ပိုပြီးရောဆုပ်ယူမှုအကောင်ပါတယ် ဒါပေမဲ့တန်တက်ဆေးပြားတချို့ကလည်းဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါလေးလည်းသတိထားပါမယ်။တတိယနေရာတော့ဟော်မုန်းကုသတဲ့နည်းရနဲ့ကုသလို့ရတယ်ပေါ့နော်။တတိထားဆေးတွေဒါမှမဟုတ်ရင်နေ့စဉ်တောက်ရတဲ့ progesterone ဆေးတွေကိုတောက်သုံးခြင်းအပြင်လည်းသွေးဆင်းများတာကိုရှော့ချပေးပြီးတော့ရာသီစဝန်ကိုပုံမှန်ဖြစ်စေဖို့ကူညီပေးနိုင်ပါတယ်။ဒါပေမဲ့ဒီဟော်မုန်းကုထုံးကကိုယ်အတွက်တင့်တော်ရဲ့လားဆိုတာကိုဆရာဝန်ကအကျံ ပေးมาဖြစ်တဲ့အတွက်ကြောင့်အာဆရာဝန်နဲ့ကြားတာဘုံမေ့ပါနဲ့အာတယောက်ချင်းစီရဲ့အခြေအနေက မတူတဲ့အတွက်ကြောင့်ပေါ့နော်။အော်ပမာဏနေတဲ့တရီသားစိတ်ကိုအသုံးပြုနေရင်စိတ်လိတ်တောင်းခြင်းကိုလုံးဝရှောင်ရှားရပါတယ်။ဒီဟော်မုန်းဆေးတွေတောက်တဲ့အခါမှာကိုယ့်ရဲ့အသက်အရွယ်တွေးဆုံးပြီးပြီလားဒါမှမဟုတ်ရင်အာတွေးမဆုံးရသေးဘူးလားမိသားစုထဲမှာကိုတွေးဆုံးတဲ့အသက်အရွယ်က ဘယ်လောက်လဲနှလုံးရောဂါရှိလားလေဖြတ်တဲ့ history ရှိလားဒါမှမဟုတ်ရင်ရင်သားကင်ဆာဖြစ်နိုင်ခြေရှိမရှိဒီလိုမျိုးတယောက်ချင်းရဲ့အန္တရာယ်ရှိနိုင်ခြေ risk factor တွေကိုထည့်သွင်းစဉ်းစားရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်စတုထားက steroid မဟုတ်တဲ့အနာတတတဲ့ရောင်ရမ်းမှုကိုကြစေတဲ့ဆေးတွေ NSAID တွေအဲ့ဒါကိုရာသီလာတဲ့ပထမ3ရက်အတော်တွင် တောက်ဖို့လည်းညွှန်ကြားနိုင်ပါတယ်အဲ့ဒါမျိုးဆိုရင်အဲသွေးစင်းတာလေးလျှော့သွားနိုင်ပါတယ်အဲ့တော့သွေးစင်းတာကိုအထောက်အကူပြုတာတည်းမဟုတ်ဘူးပေါ့နော်ရာသီလာရဲ့အချိန်မှာဖိုင်းအောင်နာရီကိုလည်းသူကထိန်းနှိပူတာပေးနိုင်တယ်ဒါပေမဲ့ NSCI ဒီတောက်ရင်အစာအိမ်ယောဂရှိတဲ့လူတွေအတွက်တော့သူကမကောင်းဘူးပေါ့ကွယ်နံပါတ်5ချက်အနေနဲ့ကအတရင်တွင်းပစ္စည်း intrauterine device တွေနဲ့ကုသလို့ရတယ် ဲ့လိုမျိုးကုသချင်းအပြင်တအိမ်ကနေပြီးတော့နော်ပုံမမှန်တဲ့သွေးဆင်းတဲ့လက္ခဏာတွေကိုတတ်တာစီရယ်သူ့မှာလည်း progesterone hormone ပါတယ်ပေါ့နော်အဲ့တော့သူကနေပြီးတော့ progesterone hormone ကိုထုတ်လုပ်ပေးတဲ့အခါမှာတအိမ်တွင်းသားရဲ့ကြီးထွားမှုကိုထိန်းချုပ်ပေးရပေါ့အဲ့တော့သူကဒီတအိမ်တွင်းမှာအဓိကတက်ရောက်တာဖြစ်တဲ့အတွက်ကြောင့်အနေငယ်သောပမာဏပဲသွေးကြောတွေကိုရောက်တာဖြစ်တဲ့အတွက်ကြောင့် B12 ဆိုကြ နေတယ်ပေါ့နော်အဲ့လိုမျိုးမှမရဘူးဆိုရင်တခြားကုသတဲ့နီးတွေလည်းရှိရပေါ့နော်အဲ့တော့တိန်ချဲ့ပြီးတော့ချစ်ထုတ်တယ်လို့ခေါ်တဲ့ DNC လောက်တာမျိုးတွေရှိတယ်နောက်တစ်ခုကအာသွေးပုံမှန်မစင်းနေတဲ့ဟာကဒါမှမဟုတ်သွေးစင်းများနေတဲ့ဟာတွေကတိန်အတွင်းမှာပေါ့နော်အလုံးတွေရှိနေတာမျိုးဆိုတော့ဒါတွေဖယ်ထုတ်တာမျိုးတွေရှိနိုင်တယ်နောက်တစ်ခုကတိန်အတွင်းသားကို ွားလွာသွားအောင်ခွဲစိတ်တဲ့ဟာမျိုးနီးတစ်ခုဖြစ်တဲ့ endometrial ablation ပေါ့နော်အဲ့ဒါမျိုးတွေရှိတယ်အဲ့ဒါမျိုးတွေအားလုံးနဲ့အဆင်မပြေတော့ဘူးဆိုရင်တော့ပြဿနာရဲ့အရင်းမြစ်တအိမ်ကိုထုတ်လိုက်တဲ့အဟာမျိုးပေါ့နော် hysterectomy ပေါ့ဒါက major operation ဖြစ်တဲ့အတွက်ကြောင့်နောက်ပိုင်းတော့အော်အရန်ကိုလိုအပ်မှပဲနောက်ဆုံးနည်းအနေနဲ့အသုံးပြုကြပါတယ် အရေးကြီးတာကသွေးဆုံးကန်ဒီကလာဓမောင်းမဟုတ်ရင်ကို့မှာမူးမမှန်ပဲသွေးဆင်းနေတဲ့လက္ခဏာတွေရှိနေပြီဆိုရင်ဆရာဝန် ਨੇ တွားရောက်ဆွေးနွေးဖို့အကြံပြုလိုပါတယ်ဒီဗီဒီယိုကနည်းနည်းလေးတော့ရှင်းသွားပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ရင်ကျေးဇူးများရင်တင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ရဆိုရင် comment လေးချန်တော်ဘူးမမေ့ပါနဲ့အဲ့ဒါဆိုရင်နည်းနည်းတော့အားတက်တာပေါ့နော်အော်ဗီဒီယိုလေးရှင်းပေးမယ်လေအဆုံးထိကြည့်ရှုပေးသွားကြပါလားဆိုပြီးတော့ နည်းနည်းလေးအားထက်တာပေါ့ကွယ်အာတိုက်နှစ်သက်တဲ့ဆိုရင် like share နဲ့ subscribe လေးလုပ်သွားဖို့လည်းမမေ့ပါနဲ့เนาะအာဒီဗီဒီယိုကလည်းအမျိုးသမီးတွေအတွက်အရေးပါတဲ့ကျန်းမာရေးပုဂ္ဂတုတာတွေရရှိသွားမယ်လို့ယုံကြည်ပါတယ်အားလုံးပဲကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ Bye.